ားလုံးပဲမင်္ဂလာပါဒီနေ့ April 22ရက်နေ့မှာတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့ခွင့်ပြုချက်မရှိပဲနဲ့ဆရာမတယောက်ကစတင်တယ်အဲ့ဒါကိုနေပြီးတော့ထိုင်းအစိုးရကနေပြီးတော့ဖမ်းလိုက်တယ်နောက်တစ်ခုကကျွန်တော်တို့အဲ့ဒီချစ်မိုင်မှာပဲခွင့်ပြုချက်မရှိပဲနဲ့စားတော့ဆိုင်တစ်ခုမှာအလုံးဝင်လုပ်တယ်အဲ့ဒီလူအယောက်ပေါင်း9ယောက်ကိုနေပြီးတော့ဖမ်းဆီးထားတယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေရာမှာခွင့်ပြုချက်မရှိဘူးလို့သုံးထားတာကိုတွေ့ရတယ်အတိတ်ပြရတော့သူတို့က ိုးဝင်လာတဲ့လူတွေဖြစ်တဲ့တရားမဝင်အလုသမားတွေဖြစ်တဲ့ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့သိထားမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့မန္တလေးတိုင်းအုပ်ဖို့ထောင်မှာဆိုလို့ရှိရင်တော့မြင်ကလေးလှုပ်တဲ့အခါကျတော့အကျဉ်းသားဘလော့သေးသွားလဲဆိုလို့ရှိရင်အယောက်ပေါင်း30သေးသွားတယ်300ကျော်နော်အဲ့ဒီမှာ300ကျော်ဒဏ်ရာရရှိတဲ့ဆိုတဲ့ဟာကိုတွေ့ရတယ်။ဆိုတော့မြင်ကလေးကြောက်သေးတဲ့လူဟာဆိုလို့ရှိရင်ထောင်ထဲမှာလည်းတော်တော်ရှိတယ်ဆိုတဲ့ဟာကိုဒီအချက်ကိုကြည့်ချင်အောင်ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့နေပြည်တော်မှာရှိတဲ့အေလာလေးစိတ် အဲလာလေးစိတ်ကိုနေပြီးတော့အချိန်ပေါင်းများများစွာကျွန်တော်တို့ပြစ်ခတ်ပြီးသားဖြစ်တယ်ဆိုတော့ပြစ်ခတ်မှုတွေတိုင်းမှာလည်းကျွန်တော်တို့ထိခိုက်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့အခုဒီတရက်မှာပဲကျွန်တော်တို့အဲလာလေးစိတ်ကိုနေပြီးတော့တရက်ခွန်ပေါင်းမှ၃လုံးနဲ့ကျွေးလိုက်တယ်ပြလိုက်တဲ့အခါကျတော့အဲ့ဒီမှာအေလာလေးစိတ်ရဲ့ဒီလီယံပြင်တွေထားတဲ့ကုတောင်ကုန်နေပြီးတော့ထိတယ်။အဲ့ဒီမှာပြစ်စစ်ဆုံးချမှုတွေထိတယ်။ပြီးလို့ရှိရင်တော့လီယံကိုထိန်းချုပ်တဲ့စခန်းအဆောက်အဦကိုလည်းထိမှန်တယ်။အဲ့ဒီမှာ ျက်စိဆိုရှယ်မှုတွေရှိတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒါအပြင်ကျွန်တော်တို့အပိုစုအနေနဲ့ကျွန်တော်တို့စက္ကဆတ်ရဲ့ရောက်ပေါင်း6ရောက်သေးတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကပြင်ပြင်းနဲ့မြောက်ဒီမြို့နယ်ကျွန်တော်တို့ KNU ရဲ့တမဟာခုနှစ်အနေနဲ့မြန်မာဆိုလို့ရှိရင်တော့ Mopatu Scan ဆိုတာရှိတယ်အဲ့ဒီ Scan ကိုနေပြီးတော့ KNU နဲ့ပူးပေါင်းအဖွဲ့တွေကနေပြီးတော့ဝင်ပြီးတော့တိုက်တယ် တိုက်တဲ့ခါကျတော့အဲ့ဒီစခန်းကိုနေပြီးတော့အကုန်လုံးအောင်မြင်ဆိုတော့သိမ့်ပတ်ရရှိရဲ့အဲ့ဒီမှာရှိတဲ့စက္ကစတွေဟာဆိုလို့ရှိရင်တော့ခွဲပြေးဝဲပြေးပြေးကုန်နေဆိုတဲ့ဟာကိုလေဒီနေ့ဒင်းမီဒီယာတွေမှာဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့တပ်မဟာခုနှစ်ဆိုတဲ့စကားလုံးကိုသုံးထားတာတွေ့ရမှာဖြစ်တယ်ဆိုတော့တပ်မဟာခုနှစ်ကအရင်တိုက်ပွဲတွေမှာလုံးဝပါဝင်ပတ်သက်မှုမရှိဘူးလုံးဝမတိုက်တဲ့တပ်မဟာတစ်ခုဖြစ်တယ်ဆိုတဲ့ခါကျတော့တော်တော်ဝေဖန်မှုကိုခံခဲ့ရတဲ့စခန်း တခုလည်းဖြစ်တယ်เนาะတမဟာခုနဲ့ဆိုတာဆိုတော့အခုကတမဟာခုနဲ့ကတိမ့်ပိုက်ထားတဲ့စခန်းတွေတော်တော်များများရှိလာတော့ကိုလေကျွန်တော်တို့ view ဆ ਾਇ ရမယ်တင်းတခုဖြစ်တယ်ဆိုတော့အဲ့ဒီကတော့တမဟာခုနဲ့ဟာဆိုလို့ရှိရင်စက္ကဆန်နဲ့လမ်းခွဲပြီးအဲ့ဒီမှာတမဟာခုနဲ့ကနေပြီးတော့စတိုက်တာကိုကျွန်တော်တို့တွေ့လာရတယ်အတိပွင့်တွေလည်းတွေ့လာရတယ်ကျွန်တော်တို့ credit တွေကိုလည်းကျွန်တော်တို့က တက်မှာခုနှစ်ကိုကျွန်တော်တို့ credit ပေးရမယ်ဆိုတဲ့အဖြစ်အပျက်တွေလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအလကနေပြီးတော့ရန်နိုင်မင်းဆိုတဲ့လေချောင်းတိုက်ခိုက်ရဲကိုအရှင်မြင်းမတော့လုတ်တယ်လုတ်တဲ့ခါကျတော့တနိုင်ငံလုံးကိုဘုံချေပြီးတော့တိုက်တယ်ဒီကြောက်တော်ဖက်မှာလည်းအယောက်ပေါင်း20ကျော်ဒဏ်ရရှိမှုတွေဖြစ်တယ်ဆိုတော့အခုတလောမှာဆိုလို့ရှိရင်သူ့ရဲ့ညွန်ချချက်အရာနှစ်ရက်အတွင်းမှာလူဘလောက်ပြေးသွားလေဆိုလို့ရှိရင်တော့၄၀နဲ့၅ရောက်ပြေးဆုံးသွားတယ်အဲ့ဒါကပြည်သူတွေဖြစ်တယ်ဆိုတော့ပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ကျွန်တော်တို့ပြစ်တာကိုတွေ့ရတယ်ဆိုတော့ဇော်မင်းလုံးနဲ့ကျွန်တော်တို့ တတိမီဒီယာတို့ကမေးတယ်နိုင်ငံခြားတတိမီဒီယာတို့ကမေးတဲ့အခါမှာပစိကြီးမှာနော်ကလေးတွေအရောက်ပေါင်မြောက်များစွာသေးတာတို့လုတ်သိနေနော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့ဒီ PDF တွေရှိတယ် PDF တွေရဲ့အကြောင်းဖြစ်တဲ့ PDF တွေရဲ့သားသမီးတွေဖြစ်တဲ့စသည်ဖြင့်အကြောင်းပြချက်ရှိတယ်အဲ့ဒီတော်လိုင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာဟူသမျှကတော့အစ်ဒီပြတော့ပြည်သူကိုလည်းအကုန်လုံးသိမ်းကျုံပြီးတော့ နော်တိုက်ခိုက်နေတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရတယ်။အဲ့ဒီမှာကျွန်တော်တို့ဂါဇာအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်။နော်ဂါဇာအကြောင်းကို point လိုက်တယ်။ဒီပြောတော့ဂါဇာမှာဆိုလို့ရှိရင်လူတွေဘယ်လောက်ထိသေဆုံးသွားလဲဆိုတဲ့ဟာကိုကျွန်တော်တို့ point ပြတာကိုတွေ့ရတယ်။နော်ဆိုတော့အဲ့ဒီသတင်းထောက်ကလည်းပြောလိုက်တယ်။ဒီဂါဇာမှာကအဲ့ဒီလူကထိန်းချုပ်ထားတာမဟုတ်ဘူး။ခုမြန်မာနိုင်ငံမှာကခင်ဗျားတို့ထိန်းချုပ်ထားတာဖြစ်တယ်။နော်ထိန်းချုပ်ထားတဲ့နေမြေတွေမှာခင်ဗျားတို့ကစစ်ကြိတ်လုပ်တာဖြစ်တယ်။ဆိုတော့အဲ့လိုမျိုး point ပြီးတော့ပြောတဲ့အခါကျတော့ခုနကဇော်မင်းလုံးကပါလှည့်ပြောလိုက်လဲဆိုလို့ရှိရင်တော့နော်အဲ့လိုမျိုးအဲ့ဒီနေရာဒီမှာဆိုလို့ရှိရင် PDF တွေရဲ့သားသမီးတွေအဲ့ဒီမှာ PDF ထိန်းချုပ်ထားတဲ့နေမျိုးတွေမှာဖြစ်တယ်အဲ့ဒါကြောင့်ပြစ်တင်တဲ့ ော့ဘာပြစ်မှမရှိဘူး ICC တို့တခြားနိုင်ငံတကာတရားရုံးမှာလည်းတို့ကြောက်စရာအကြောင်းမရှိဘူးဆိုတဲ့ဟာကိုပြန်ပြီးတော့ခြေပတ်တာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီပြရတော့ကျွန်တော်တို့တတိထားမယ့်ဟာကတို့ပြစ်ပတ်က DPDF ထိန်းချုပ်ထားတဲ့နေမြေတွေဟိုသမားကတော့အကြံဖက်တယ်ပဲ။အကြံဖက်တယ်ပဲပြည်သူရောကလေးရောမိခင်ကိုဝင်ဆောင်မိခင်ရောတို့ဘာမှနားမလည်ဘူး။ဒီပြရတော့အကုန်လုံးကအကြံဖက် ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ခြေမုံတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါကတော့ကျွန်တော်တို့အထုတတိထားရမယ့်အကြောင်းအရာတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီလာရှုကိစ္စနော်လာရှုကိစ္စကလည်းတတော်ကိုဒီနေ့သတင်းမီဒီယာတွေမှာဖော်ပြနေတော့မှာဖြစ်တယ်ဆိုတော့အဲ့ဒီအကြောင်းအရာကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီလာရှုမြို့ကို MND ကနေပြီးတော့ဆုတ်ပေးရတယ်နောက်ဆိုပေးရတယ်လာရှုံမြို့မှာရှိတဲ့ရက်ကွက်ပေါင်း၁၀ရက်ကွက်ကိုနေပြီးတော့မအလာကိုပြန်တော့ပေးတယ်ဒါပေမဲ့အပြင်မှာတော့မအလာကိုဒီ MND ကဝိုင်းထားတယ် နော်ဆိုတော့အဲ့ဒါကိုနေပြီးတော့အဆုံးအချက်နဲ့ကျွန်တော်တို့ဒီ MNDA ရဲ့နောက်တစ်ခုက water ဖွဲတွေရဲ့နော်အဒီမှာသူတို့ကိုလုံခြုံရဲ့အပြစ်အဝါယူပြီးတော့စက္ကဆရဲ့လူတွေကပြန်ပြီးတော့ဒီလာချုံမျိုးကိုဝင်လာပြီးနော်ဝင်လာတဲ့အခါကျတော့သူတို့ရဲ့အုတ်ချုံရဲ့လေပတ်မှုတွေတော့မရှိသေးဘူးဆိုတဲ့ဟာတော့ဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီနေရာမှာဘသူကမားတယ်ဘသူကမှန်တယ်နေအဲ့လိုမျိုးစောင့်ကြည့်ရဲ့အဖွဲတွေကိုဖွင့်ထားတယ်အဲ့ဒါကတရုတ်ကိုယ်တိုင်နော်တရုတ်ကိုယ်တိုင်ကစစ်ဆေးပေးထားတယ်တရုတ်ကိုယ်တိုင်ကတိုက်ပေးတယ်အတိပြတော့တိုက်ပေးတယ်အဲ့ဒီမှာ သူတရုတ်ကဆုတ်ခိုင်းတဲ့အတွက်ကြောင့် MNDA ကဆုတ်တာဖြစ်တယ်ဆိုတော့ဒီမလာကတနက်တစ်ချက်မှဖောက်စရာမလိုဘဲနဲ့အဲ့ဒီမျိုးကိုပြန်ပြီးတော့တင်လို့ရတယ်နော်တင်လို့ရတယ်အဲ့ဒါကြောင့်တရုတ်ကနေပြီးတော့အဲ့ဒီသူတို့ agreement လောက်ထားတဲ့ဟာတွေကိုနော်သူတို့လိုက်နာမှုရှိလားမရှိလားနော်ဒီဖက်ကနှစ်ဖက်စလုံးပေါ့အဲ့ဒီမှာ MNDA ကလိုက်နာမှုရှိလားချုပ်ဖောက်မှုရှိသလားမလာကပဲနော်အဲ့ဒီမှာချုပ်ဖောက်မှုတွေရှိသလားစသည်ဖြင့်စောင့်ကြည့်ဖို့အတွက်အဲ့ဒီမှာဆိုလို့ရှိရင်တရုတ်ရဲ့အထူးကိုယ်စားလှယ်မြန်မာနိုင်ငံရဲ့တရုတ်အထူးကိုယ်စားလှယ် တင်းရှိကျွန်းတင်းရှိကျွန်းကနေပြီးတော့ကျွန်တော်တို့လာရှုံမြို့ကိုရောက်လာတယ်တို့တို့အဖွဲ့တွေကိုအဒီမှာဆောင်ကျရဲ့အဖွဲ့တွေကိုခန့်ထားတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိယမြေရာဒီမှာတွေ့ရမှာဖြစ်တယ်အဲဒါကလာရှုံမြို့ရဲ့အခြေအနေနောက်တစ်ခုကထိုင်းနေဆက်နော်ထိုင်းနေဆက်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ ठी ထဗျူဟာစခန်းနော် ठी ထဗျူဟာစခန်းကိုနေပြီးတော့တန်ယူကထပ်ပြီးတော့သိမ်းတယ်နော်အဲဒါကတမဟာလင်းနေမြန်မာဖြစ်တယ်အခုနောက်ကသိမ်းလိုက်တဲ့စခန်းကတော့ကျွန်တော်တို့တမဟာခုနှစ်နေမြေအခုဒီထပ်ပြီးတော့သိမ်းတဲ့စခန်းက ठी ထဗျူဟာစခန်းကနေပြီးတော့အဲဒီမှာဒီ KNU ရဲ့တပ်မဟာ၄နေမြေမှာဖြစ်တယ်ဆိုတော့အဲ့ဒီမှာတိုက်ခိုက်သင်းပိုက်တယ်အဲ့ဒီမှာဗျူဟာမို့အပါဝင်စက္ကဆအများအပြားတည်တယ်အဲ့ဒီမှာလက်နက်ခေရန်တွေလည်းအများကြီးရတယ်လက်နက်ခေရန်တွေလည်းတောင်ပုံရပုံနဲ့ကျွန်တော်တို့ရရှိတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့အတိတ်ပြတော့ဒီခိုင်းနေစက်မှာ KNU ရဲ့နေမြေမှာဆိုလို့ရှိရင်တပ်မဟာ၇နဲ့တပ်မဟာ၄နေမြေမှာစခန်းတစ်ခုကိုတင်ပိုက်ရရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကမန္တလေးတိုင်းတပိတ်ချင်းမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့မာလာကပုံချဲတဲ့အဲ့ဒီက စကားဆိုင်ရဲ့လူတွေကနေပြီးတော့ပုံချေတယ်နောက်ပုံချေတဲ့အခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း 24ယောက်ကြီးတောင်မှတည်ဆုံးတယ်ဆိုတဲ့ဟာကိုလည်းတွေ့ရမှာဖြစ်တယ်နောက်တစ်ခုကနိုင်ငံခြားကနော်ဒီအထောက်အပံ့တွေတော်တော်ပေးတယ်ဒီမိင္လေကိစ္စနဲ့ပြန်လည်ထူထောင်ဖို့အတွက်ငွေရေးကြေးတော်လကောက်ဝါစာတော်လကောက်လူမှုအသုံးဆောင်တော်လကောက်ကျွန်တော်တို့အတိတ်ကတော့ကျွန်တော်တို့ပြန်လည်ထူထောင်ရေးမှာကအရေးပါတဲ့ဟာကဘီလက်မြေနော်ဘီလက်မြေဆိုလို့ရှိရင်တော်တော်ကိုထိုးတက်သွားတယ်တော်တော်ကိုဈေးကြီးသွားတယ်ဆိုတော့အခုနိုင်ငံခြားကတန်ချိန်ပေါက်3000နဲ့30တန်ချိန်ပေါက်3000နဲ့30ကိုနေပြီးတော့ရန်ကုန်မြို့เนาะဒီ ရွှေပြစ်သားရွှေမဲစိတ်ပါဆိုလို့ရှိရင်တော့အဲ့ဒီမှာသမောစိတ်မှနေပြီးတော့ရောက်နေပြီเนาะတန်ချိန်ပေါင်း3030เนาะ3030ကိုနေပြီးတော့ရောက်ချီလာတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမအလကနေပြီးတော့တိတကူဆရာတော်ကိုနေပြီးတော့တိတ်နေရလူတယ်ဒီလက်မြေတန်ချိန်ပေါင်း1500နော်1500ကိုနေပြီးတော့လူတန်းနေဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီကတော့အဲ့ဒီတိတကူဆရာတော်ရဲ့ကြောင်းလို့ရဆိုလို့ရှိရင်တော်တော်ပြည့်စုံလို့ရှိလိမ့်မယ်ဆိုတော့အဲ့ဒီဟာကိုပြန်လဲထူထောင်ဖို့အတွက်ပြန်လဲ support အသက်နော်အဲ့ဒီဘောမရဲ့ဆရာတော်ကို ဒီအဒီမတီတူဆရာတော်ကိုနေပြီးတော့ကျွန်တော်တို့တန်းတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။သင်ကတော့200ပြီးလိုက်မြတ်တန်းချင်းပေါင်းကတော့1500နော်အဒီမှာတူတန်းတယ်ဆိုတဲ့ဟာကိုနော်ဒီနေ့ဆက်ကဆက်ကထုတ်ပြန်တော့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ကရင်ပြည်နယ် corporate မြို့နယ်မှာဆိုလို့ရှိရင်တော့အခြေစိုက်ထားတဲ့ဆက်ကဆနော်ရဲ့ဆက်ကခ32ရဲ့ဂျုံတုံးမြို့မှာအခြေစိုက်ထားတဲ့ခမရ905ရဲ့နောက်တစ်ခုက မာယာ946ရေเนาะ946ရေပြီးလို့ချင်တော့အောင်စီရဆစ်ချောင်းကုန်တွေကနေပြီးတော့ KNU နဲ့ပူပေါင်းအဖွဲ့တွေကနေပြီးတော့เนาะထိုးဆစ်ဆင်ပြီးတော့အကြီးအကျယ်တိုက်ခိုက်တဲ့အတွက်ကြောင့်အဲ့ဒီမြဝတီမြို့ဂျုံတိုးမှာဆိုလို့ချင်တော့မဟာလာဆိုလို့ချင်လင်းပြင်းနဲ့အကြီးအကျယ်အဲ့ဒီမှာဘုံကျဲတဲ့လူတွေအရဆိုလို့ချင်တော့ထောင်နဲ့ချီပြီးတော့ဟိုဘက်မှာစစ်ပစ်ချောင်းရတယ်ဆိုတော့တည်တဲ့လူတွေကလည်းအများပြားရှိတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါက ်သေးတယ်ဆိုတာပြည်သူလူထုတွေเนาะပြည်သူလူထုတွေရဲ့အိုးအိမ်တွေကိုပြင်မှတ်ထားပြီးတော့အဲ့ဒါအနိမမအလာကပုံချေတာဖြစ်တယ်ဆိုတော့နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာเนาะ The Gate ကပတ် Guinness စိုက်ချင်ချိုးသွားတဲ့အကတစ်ခုရှိတယ်အဲ့ဒါကကျွန်တော်တို့ထိုင်းနိုင်ငံချင်းမိုင်ချင်းမိုင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်သားတွေအများဆုံးရှိတဲ့နေရာဖြစ်တယ်ဆိုတော့ချင်းမိုင်မြို့ကိုတည်ထောင်တဲ့929နှစ်မြောက် ဲ့ဒီမှာဆိုလို့ရှိရင်အထင်းအမှတ်အနေနဲ့အဲ့ဒီမှာလန်ဆိုတဲ့လူမျိုးတွေရှိတယ်နော်လန်ရင်ချင်းမှုအကောက်ကိုနေပြီးတော့လူပေါင်း9000နဲ့လန်မှာထွက်ပြီးတော့ကပြတာဖြစ်တယ်ဖြောပြတာဖြစ်တယ်ဆိုတော့အဲ့ဒီဖြောပြမှုဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပကင်းနဲ့ဆက်ချင်းချိုးသွားတဲ့ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီမွန်ပြင်းနေစိုက်ထုံမှာရှိတဲ့ဒီစိုက်ချေယုတ်ဖျား နော်ကြိုက်ထရောဖျားမှာဆိုလို့ရှိရင်ကင်ဘုံရွာဆိုတာရှိတယ်နော်အဲ့ဒီကင်ဘုံရွာမှာဆိုလို့ရှိရင်တော့တတဲ6မှာဟိုတရက်နေ့ကမအလာကထုတ်ပြန်တာကဒီဖျားဖိုးအရောက်ပေါက်40နဲ့8ယောက်ကိုဖမ်းတာတယ်ဆိုပြီးမှကျွန်တော်တို့မအလာကထုတ်ပြန်တယ် နောက်ထုတ်ပြန်တဲ့ခါကျတော့အခု PDF တွေကနေပြီးတော့ပြန်ပြီးတော့ထုတ်ပြန်တယ်အဲ့ဒါကိုဆိုတော့အဲ့ဒီမှာကျွန်တော်တို့ပြူစောထီတွေရှိတယ်နော်ပြူစောထီတွေကိုဝင်ပြီးတော့ကျွန်တော်တို့ဖမ်းတာဖြစ်တယ်နောက်ဖမ်းတဲ့ခါကျတော့ဒီမှာကျွန်တော်တို့ပြူစောထီခေါင်းဆောင်အပါဝင်နော်အဲ့ဒီခေါင်းဆောင်ရဲ့နာမည်ကမျိုးမင်းနော်မျိုးမင်းဟာဆိုလို့ရှိရင်အဲ့ဒီမှာဖမ်းမိတယ်ဆိုတော့ပြူစောထီခေါင်းဆောင်တယောက်နဲ့၅ယောက်သူတို့၅ယောက်အပါဝင်သူတို့ကိုအခုတက်ဒီဖမ်းချုပ်ထားဆေးပဲဖြစ်တယ်ကျန်တဲ့လူတွေကိုကြတော့အကုန်လုံးလှုပ်ပေးလိုက်ပြီဆိုတဲ့ဟာကိုဒီနေ့ PDF တွေကထုတ်ပြန်ထားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။အဲ့ဒီမှာစစ်စစ်မှုတွေလုပ်ပြီးတော့ ဲ့ဒီ pure sorty မဟုတ်တဲ့လူတွေကိုတော့အကုန်လုံးထုတ်လိုက်ပြီးဒီ pure sorty ကောင်းဆောင်အပါအဝင်ဖျောက်ရတော့ဆက်လက်ထိန်းသိမ်းထားစေပဲဖြစ်တယ်ဆိုတဲ့ဟာကိုတော့ဒီနေ့သတင်းမီဒီယာတွေမှာပြောမှာဖြစ်တယ်ဆိုတော့ဒီနေ့ umbrella နဲ့ senate ရနေမှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းရင်းတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က subscribe ကိုနေခါလို့ကိုနေပေးချပါတယ်ကျွန်တော်ဒီလိုကိုကြည့်ရှုနိုင်ပါတယ်